မင်္ဂလာပါကျွန်တော်တို့ဒီနေ့ဆွေလပိုင်ကုမ္ပဏီက50ချိန်မြောက်ပေါ့ပြင်စင်စားဖိုးဖွားတွေကိုပြည့်စုံဆောက်ရှောက်ပေးတာဒီနေ့ကြော်သွားပြီပေါ့နော်ဒီနေ့မှလည်းကျွန်တော်တို့လစဉ်လူတဲ့အတိုင်းပဲဖိုးဖွားတွေကိုမစပင်ညှက်ပေးတယ်ရှေ့တဲ့လက်တွေညှက်ပေးတယ်နောက်သူတို့မနဲ့မိုးလင်းလာတဲ့အခါကျရင်မနဲ့စာသုံးဆောင်မှုခြံဆိုင်ကလူ2000စာလောက်ကိုကျွန်တော်တို့ဒီမှာကျွေးတယ်နော်ရေတန့်မှုတွေဝေပေးတယ်ပေါ့နော်ကိုယ့်ရဲ့ ဒီပြည်စင်စားဖိုးဖွားတွေကမိဘတစ်ဖွဲ့ပေါ့ကျွန်တော်တို့ပြည်စစ်ဆောက်ရှောက်ပေးတယ်သူတို့အတွက်လည်းကျွန်တော်ရဲ့ဖြူစင်တဲ့မေတ္တာတရားတွေကြောက်ပေါ့သူတို့စားသုံးရတာရောသူတို့ဒီမှာဖြူစုရတာရောသူတို့အတွက်ဝမ်းမြောက်ပီတိဖြစ်တာလေးကြားတော့ဝမ်းသာပါတယ်အဲ့တော့မိတ်ဆွေများလည်းမိမိတို့ရဲ့နီးနားမှာရှိတဲ့တက်ကြီးရွယ်ကိုဖိုးဖွားတွေနဲ့ပြည်စင်စားဖိုးဖွားတွေကိုကိုတက်နိုင်လို့ရှိရင် တက်နိုင်သလောက်ကိုကြီးစောက်ရှောက်ပေးကြဖို့တက်တွန်းလို့ဆော့ပါတယ်ကျွန်တော်တို့ဒီတက်ကြီးရွယ်ဖိုးဖွားတွေကလက်ရှိဆိုလို့ရှိရင်ဘုရားရည်တရားရည်မှာတို့နေတဲ့အတွက်ကြောင့်တို့သီလသမာဓိပညာပေါ့ဒီသုံးခုနဲ့ပြည့်စုံတဲ့တက်ကြီးရွယ်တွေလူတန်းချင်းဒီဘုရားလည်းကြိုက်တယ်နတ်လည်းကြိုက်တယ်တို့ကောင်းနေကြိုက်တဲ့လူဖြစ်ပါတယ်တို့လူတွေကိုကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံမှာများများလေးကိုကြီးစောက်ရှောက်မယ်ဆိုရင်တက်ကြီးရွယ်ပြင်ဆင်စားရတဲ့အများကြီး ကြီးမားတဲ့ထောက်ပံ့ကောင်းတွေရရှိမှာဖြစ်တဲ့ကြောင့်ဦးကြည့်ရှုတဲ့မိတ်ဆွေတွေလည်းအခုလူတန်းတဲ့အလှူလေးကိုချက်နေတတ်တယ်ဆိုရင်အဲမိရရဲ့မိတ်ဆွေပေါင်းသင်းတွေကိုပြန်လဲပြီးတော့မျှဝေပေးကုသိုလ်ပြုကြပါကျေးဇူးတင်ပါတယ်